ိတ်ဆွေများအားလုံးမင်္ဂလာပါစာမောတိတိချင်းနဲ့မှကြိုးစားပါရခင်ဗျာယခုပြပေးမှာက20ကြိမ်အတွက်ကစားရမယ်တိတိတစ်ခွက်ကောင်းစားဖြစ်ပါတယ်မိတ်ဆွေများကိုထိတ်စည်းဆိုင်အလဲတိုင်းဆိုင်နောက်ပိတ်ဆိုင်နဲ့ဘီဘောက်ထုတ်ပြပေးမှာမို့ကျွန်တော်နဲ့အတူအစားဆုံးလိုက်ကြည့်ရှုရန်ဖိတ်ခေါ်ပါရခင်ဗျာ မိတ်ဆွေများကိုပထမဆုံးအနေနဲ့ဒါထိတ်စီးထုတ်ဥပုံကိုအရင်ရှင်းပြပေးမှာဖြစ်ပါတယ်ကျွန်တော်ဒီထိတ်စီးထုတ်ဥပုံကတော့ကျွန်တော်ဒီခုပြပေးမှာထိတ်စီးသုံးလုံးပေါင်းခြင်းအချိုးညီနဲ့ပဲထုတ်ပြသွားမှာဖြစ်ပါတယ်ဟောပထမဆုံးစအနေနဲ့ပြမယ်ဆိုရင်ထိတ်စီးသုံးလုံးယူခြင်းဒီကျွန်တော်ဒီ၈ဒိနစ်ပွဲစဉ်ရဲ့ထိတ်စီး၈ရပေါ့ဗျာဒီထိတ်စီး၈ရကျွန်တော်ဒီထိတ်စီး၆၆၅ပွဲစဉ်ရဲ့ထိတ်စီး၆ရ ခြောက်လေးခြောက်ပွဲနဲ့ထိပ်စီးခြောက်ရဲဆိုပြီးတော့ဒီထိပ်စီးသုံးလုံးပေါင်းခြင်းနဲ့အရင်ယူတဲ့အခါမှာဒီရှစ်ခြောက်ခြောက်ပေါင်းခြင်းဒီကျွန်တော်သုံးသုံးညဆိုပြီးပေါင်းခြင်းသုံးညသုံးလုံးပေါင်းခြင်းသုံးညချိုးနဲ့ပဲဒီခြောက်လေးခြောက်ပွဲစဉ်ထိပ်စီးခြောက်ကိုဒါပေါင်းခြင်းသုံးညနဲ့ကစားထားတယ်လို့ကျွန်တော်အနေနဲ့ဒါတွေ့ရှိတာဖြစ်ပါတယ်ဆက်လက်ပြီးတော့နောက်ပြင်ကြည့်တဲ့အခါမှာလည်းဒီနှစ်သုံးညနှစ်ပွဲစဉ်ထိပ်စီးသုံး ထိတ်စီ2ရယ်ကျွန်တော်တို့ဒီ6 6နှစ်ပွဲစဉ်ထိတ်စီ6ရယ်ဒီ6ခွင်8ပွဲစဉ်ထိတ်စီ6ရယ်ဆိုပြီးဒီကနန်း3လုံးပေါင်းတဲ့အခါမှာလည်းကျွန်တော်တို့2 6 9 2 6 9 3လုံးပေါင်းခြင်း3ညအနေနဲ့เนาะဒီ6ခွင်8ပွဲခြင်းရဲ့ထိတ်စီ6ကစားထားတာကိုဒီဆိုင်မူရကျွန်တော်တွေ့ရှိတာဖြစ်ပါတယ်ဒါမို့နောက်တစ်ပြင်ကြည့်တဲ့အခါမှာလည်းကျွန်တော်ဒီ6 လေးလေးခြောက်ပွဲစဉ်ရနော်ကျွန်တော်ဒီထိတ်စည်းလေးရကျွန်တော်ဒီ၃ညလေးလေးပွဲစဉ်ထိတ်စည်း၃ညရ696ပွဲစဉ်ထိတ်စည်း6ရဆိုပြီးတော့ဒီ၃လုံးပေါင်းတဲ့ခါမှာလဲ၄၃6၄၃6၃လုံးပေါင်း၃ညအနေနဲ့ဒါ696ပွဲစဉ်ထိတ်စည်း6ကိုကစားထားတယ်လို့ဒီစာမူရတွေ့ရှိတာဖြစ်ပါတယ် ဒါမှမဟုတ်ယခုပွဲစဉ်မှာလည်းကျွန်တော်เนี่ยဒါဒီ၃လုံးပေါင်းချင်း၃ညာအချိုးနဲ့ပဲထုတ်ယူသွားမှာမို့ကျွန်တော်ဒီထဲစီ၃လုံးပေါင်းချင်းယူတဲ့အခါမှာဒီကဒီ၅၉၅၁ပွဲစဉ်ထိတ်စီ၉ရယ်နိနိတ္တပွဲစဉ်ထိတ်စီ၂ရယ်ကျွန်တော်ယခုပွဲစဉ်ထိတ်စီရယ်ဆိုပြီးတော့၃လုံးပေါင်းချင်း၃ညာလို့ယူမှာဖြစ်ပါတယ်ဒီ၃လုံးပေါင်းချင်း၃ညာဖြစ်ဖို့ဆိုရင် ကျွန်တော်ယခုပွဲစဉ်အတွက်ထိပ်စီးကို6လို့ထည့်ပြီးကစားမှသာလျှင်6နှစ်ကို3လုံးပေါင်း3ညအနေနဲ့ရရှိမှာဖြစ်ပါတယ်။ဒါမို့ဒီစားမှုရာဆိုရင်ဒါ3လုံးပေါင်းချင်း6ချိုးနဲ့ပဲထိပ်စီးကိုကိုကစားပြရမှာဖြစ်ပါတယ်။ဆက်လက်ပြီးတော့နောက်ထပ်စိုင်းမှုတစ်မျိုးနဲ့ဒီ6ထိပ်စီးရရှိပုံကိုဆက်ပြီးရှင်းပြပေးပါမယ်ခင်ဗျာ။မိတ်ဆွေများကိုဆက်လက်ပြီးတော့ဒီ ောက်တော့စိုင်းမှုတစ်မျိုးနဲ့ဒီကိုးထိပ်စည်းကြပုံလေးကိုဆက်ပြီးရှင်းပြပေးပါဦးမခင်ဗျာဒါတော့ထုတ်ယူပုံကတော့ကျွန်တော်ဒီထိပ်စည်းသုံးလုံးပေါင်းခြင်း၃ညဖြစ်စဉ်ရနောက်တော့စိုင်းမှုတစ်မျိုးနဲ့ပြမှာဖြစ်ပါတယ်နောက်တော့ပြမဲ့စိုင်းမှုဒီကျွန်တော်ဒီဘက်ကခွင်း၃ညသုံးပွဲစဉ်ထိပ်စည်း9ရကျွန်တော်ဒီနှစ်၃ညနဲ့ပွဲစဉ်ထိပ်စည်း2ရကျွန်တော်ဒီ တိ36ပွဲစဉ်ထိတ်စီးတရဲဆိုပြကျွန်တော်ဒီ3လုံးပေါင်းတဲ့အခါမှာခွန်နှစ်တပေါင်းခြင်းဒီကျွန်တော်3ညလို့ရရှိတာဖြစ်ပါတယ်ဒီစားမှုများဆိုရင်ထိတ်စီး3လုံးပေါင်းမှဆိုရင်ခွန်ထိတ်စီးရဲ့နှစ်ထိတ်စီးရဲ့တိထိတ်စီးရဲ့ပေါင်းမှဆိုရင်3လုံးပေါင်းခြင်း3ညလို့ရရှိတာဖြစ်ပါတယ်ဆက်လက်ပြီးတော့နောက်ထပ်စိုင်းမှုတစ်ခုနဲ့ဆက်ပြီးယူမှဆိုရင်လည်းကျွန်တော်ဒီဒီကနှစ်ထိတ်စီးရဲ့ကျွန်တော်ဒီက6ထိတ်စီးရဲ့ဒီက6ထိတ်စီးရဲ့ဆိုပြီးတော့ သုံးလုံးပေါင်းပြန်ယူမယ်ဆိုရင်299သုံးလုံးပေါင်းချင်း3ညချူဟိုရရှိမှာဖြစ်ပါတယ်ဒါမှမဟုတ်ယခုပွဲစဉ်အတွက်လည်းကျွန်တော်ထိတ်စီးယူတဲ့အခါမှာဒီက9ထိတ်စီးရယ်เนาะဒီက9ထိတ်စီးရယ်ကျွန်တော်2ထိတ်စီးရယ်သုံးလုံးပေါင်းမယ်ဆိုရင်လည်းပေါင်းချင်း3ညလို့ရရှိတာမို့ကျွန်တော်ယခုပွဲစဉ်အတွက်ဒီ9ထိတ်စီးဒီဆိုင်မှုနှမျိုးနဲ့ရရှိတာမို့ ကျွန်တော်ဒီပွဲစဉ်ရဆိုရင်ကိုထိတ်စီကိုကစားပေးမှာဒီဆိုင်မှုကကိုထိတ်စီကစားမှာဖြစ်ပါတယ်။ဒါပထမဆုံးအနေနဲ့မိတ်ဆွေများတို့ဒါထိတ်စီထုတ်ရတဲ့ site ကို ရှင်းပြဖြစ်ပါတယ်။နောက်ထပ်ကျွန်တော်ဇာတ်တခုနဲ့အလဲတိုင်းဆိုင်မှုကိုဆက်ပြီးတော့ထုတ်ပြပေးပါဦးမယ်ခင်ဗျာ။မိတ်ဆွေများဆက်လက်ကြည့်ရှုပေးကြပါဦး။မိတ်ဆွေများကိုဆက်ပြီးတော့ကျွန်တော်လေတိုင်းဆိုင်မှုထုတ်ပုံလေးကိုလည်းဆက်ပြီးရှင်းပြပေးပါဦးမယ်ခင်ဗျာ။ ကျွန်တော်အလဲတိုင်းဆိုင်ထုတ်ယူတဲ့ခါမှာလဲကျွန်တော်နဲ့ဒီအလဲတိုင်း၃လုံးပေါင်းချင်းစီမြာချိုးနဲ့ထုတ်ပြသွားမှာဖြစ်ပါတယ်အလဲတိုင်းဆိုင်ကိုလည်းဆိုင်မှုနှမျိုးနဲ့ထုတ်ပြမှာဖြစ်ပါတယ်ထိတ်စည်းဆိုင်ကိုလည်းဆိုင်မှုနှမျိုးနဲ့ထုတ်ထားသလိုလဲတိုင်းဆိုင်ကိုလည်းဆိုင်မှုနှမျိုးနဲ့ထုတ်ပြသွားမှာဖြစ်ပါတယ်ပေါ်စုံနေတဲ့အလဲတိုင်းဆိုင်ထုတ်ယူပုံကတော့ဒီအလဲတိုင်းကနန်း၃လုံးဖြစ်တယ်ဒီ၃၅၆ပွဲချင်းအလဲတိုင်း၅ရဲ့ 6နှစ်6ပွဲချင်းအလဲတိုင်း6ရယ်ဒီ6ခွန်8ပွဲ6ခွန်8ပွဲချင်းအလဲတိုင်း9ရယ်ဆိုပြီးတော့ကနန်း3လုံးပေါင်းတဲ့အခါမှာ9 9 6ခွန်3လုံးပေါင်းခြင်းဒီကျွန်တော်8လို့ရရှိမှာဖြစ်ပါတယ်ဒီစမှုရဆိုရင်9ကလေးတိုင်းရယ်6ကလေးတိုင်းရယ်9ကလေးတိုင်းပေါင်းမယ်ဆိုရင်3လုံးပေါင်းခြင်း8လို့ရရှိတာဖြစ်ပါတယ်နောက်တစ်ပြင်ကိုတော့ယူတဲ့အခါမှာလည်းကျွန်တော် လဲတိုင်းကနန်း၃လုံးပေါင်းခြင်းသည်6 6ပွဲစဉ်အလဲတိုင်း၄ရယ်6 5 665ပွဲစဉ်အလဲတိုင်း6ရယ်6 96ပွဲစဉ်အလဲတိုင်း9ရယ်ဆိုပြီးတော့၃လုံးပေါင်းခြင်းယူတဲ့အခါမှာလည်း၄၄6 9 3လုံးပေါင်းခြင်းသည်9အနေနဲ့၄6ကို3လုံးပေါင်းခြင်း9ချိုးနဲ့ဒီမှာ9ခလဲတိုင်းကိုကစားသွားတာတွေ့ရှိပါတယ်။ ပထမဆုံးမှာတော့9ချခွင်3လုံးပေါင်း8ဆိုပြီးတော့ခုနှစ်လေတန်းကစားလို့ဒုတိယဆိုင်မှာလည်း4 6 9 3လုံးပေါင်း9ချိုးနဲ့9ခလေတန်းကိုကစားထားတွေ့ရှိတာဖြစ်ပါတယ်။ဒါမို့ယခုပွဲစဉ်အတွက်လည်းကျွန်တော်ဒီလေတန်းကနန်း3လုံးပေါင်းမယ်ဆိုရင်ဒီကခုနှစ်လေတန်းရဲ့ကျွန်တော်ဒီခုနှစ်လေတန်းရဲ့ကျွန်တော်6ခလေတန်းရဲ့ ်အဲဒီခုပွဲစဉ်အလဲတန်းရဲ့ဆိုပြီးတော့ကနန်း၃လုံးပေါင်းကိုယူရမှာဖြစ်ပါတယ်၃လုံးပေါင်းရင်၃ညလို့ယူမှာဖြစ်တဲ့တဲ့ကြောင့်ယခုပွဲစဉ်အတွက်ဆိုရင်ခွန်6ခုနှစ်ဆိုပြီးတော့၃လုံးပေါင်းရင်၃ညအချိုးနဲ့စီညာချိုးပေါ်ဒီက၃လုံးပေါင်း၈၃လုံးပေါင်းကို၃လုံးပေါင်း၃ညချိုးနဲ့ဒါခုနှစ်ခလေတိုင်းကိုထည့်ကစားသွားမှာဖြစ်ပါတယ်ဒါကူးဆိုင်မှုရဆိုရင်၃လုံးပေါင်းရင်၃ညချိုးနဲ့ ခွန်ချောက်ခွန်သုံးလုံးပေါင်းရင်၃ညဆိုပြီးတော့ခုနှစ်လေတိုင်းကိုကစားပေးမှာဖြစ်ပါတယ်ဆက်လက်ပြီးတော့နောက်ထပ်စိုင်းမှုတစ်မျိုးနဲ့ကျွန်တော်အလဲတိုင်းကနန်းကိုဆက်ပြီးတော့ထုတ်ပြသွားမှာဖြစ်ပါတယ်ခုဆက်ပြီးတော့မိတ်ဆွေများကိုကျွန်တော်အလဲတိုင်းကနန်းထုတ်ယူပုံစိုက်တစ်မျိုးနဲ့ထပ်ပြီးရှင်းပြပေးပါဦးမယ် ။ဒါတော့စိုင်းမှုတစ်မျိုးယူပုံကလည်းကျွန်တော်ဒီလဲတိုင်းသုံးလုံးပေါင်းခြင်းအချိုးညီကိုယူသွားမှာဖြစ်ပါတယ်။လဲတိုင်းသုံးလုံးဒီကျွန်တော်ဒီက3ည3ခွင်ပွဲခြင်းရကျွန်တော်ဒီ3ခလေတန်ရဒီက1 3ည6ပွဲခြင်းရเนาะလဲတိုင်း3ညရဒီက9 5 1ပွဲခြင်းအလဲတိုင်း9ရဆိုပြီးတော့ဒီကနန်း3လုံးပေါင်းယူတဲ့အခါမှာလည်း 3 3ငါ3လုံးပေါင်းခြင်း8ဆိုပြီးတော့ရရှိတာဖြစ်ပါတယ်။ဒီစားမှုမှာဆိုရင်အလဲတိုင်း3လုံးပေါင်းခြင်းသည်3 3ငါ3လုံးပေါင်းခြင်း8ချိုးနဲ့ဒီမှာငါခလဲတိုင်းကစားတာတွေ့သလိုနောက်တစ်ပင်ကြည့်တဲ့အခါမှာလည်းကျွန်တော်ဒီက3ညခလဲတိုင်းရဲ့ဒီက4ခလဲတိုင်းရဲ့ကျွန်တော်ဒီက4ခလဲတိုင်းရဲ့ဆိုပြီးတော့3ည4 4 3ည4 4လုံးပေါင်းရင်8ဆိုပြီးတော့၄ကလေးတိုင်းကိုဒီ3ည4 4ပွဲစဉ်မှာ၄ကလေးတိုင်းကို3လုံးပေါင်း8ချိုးနဲ့ကစားထားတာကိုတွေ့ရှိမှာဖြစ်ပါတယ်။ဒါမှမဟုတ်ယခုပွဲစဉ်အတွက်လည်းလေတိုင်းကနန်းယူတဲ့အခါမှာကျွန်တော်ဒီကဒီက9ကလေးတိုင်းရဲ့ကျွန်တော်ဒီက6ကလေးတိုင်းရဲ့ကြာဒီက9ကလေးတိုင်း9ကလေးတိုင်းရဲ့ပေါင်းမယ်ဆိုရင်9 6 9 3လုံးပေါင်းရင် ရှစ်ဆိုပြီးတော့ရရှိတာမို့ဒီ9ကလေးတန်းရဲ့6ကလေးတန်းရဲ့9ကလေးတန်းရဲ့၃လုံးပေါင်းရင်ရှစ်ချိုးနဲ့ပဲဒီမှာ9ကလေးတန်းကိုရရှိတာဖြစ်ပါတယ်။ဒါဒီဘက်စမှုမှာဆိုရင်လေ3 3ည5 3လုံးပေါင်းရင်8ဆိုပြီးတော့9ကလေးတန်းဒုတိယဆိုင်မှာလည်း3ည4 4 3လုံးပေါင်း8ချိုးနဲ့4ကလေးတန်းဒီခုပွဲစဉ်အတွက်မှာလည်း9 6ခွင်3လုံးပေါင်းရင်8ချိုးနဲ့9ကလေးတန်းကိုရရှိတာဖြစ်ပါတယ်။ ဒါဒီစိုက်မှုကတော့လေတိုင်းရှာတဲ့စိုက်မှုနှမျိုးဖြစ်ပါတယ်စိုက်မှုနှမျိုး ਨੇ ယခုလေတိုင်းကိုခုနှစ်နေနဲ့ရရှိပြီဖြစ်ပါတယ်နောက်ပိတ်စိုက်မှုကိုဆက်ပြီးတော့ရှင်းပြပြပါအောင်မယ်ခင်ဗျာမိတ်ဆွေများကိုဆက်ပြီးတော့ဒီနောက်ပိတ်စိုက်ထုတ်ယူပုံလေးကိုလည်းဆက်ပြီးရှင်းပြပြပါအောင်မယ်နောက်ပိတ်စိုက်ထုတ်ယူပုံလည်းကျွန်တော်နဲ့ဒါဆိုင်မှုနှမျိုးနဲ့ထုတ်ပြသွားမှာဖြစ်ပါတယ်။ပုံတော်ဆုံးဆိုင်မှုရဆိုရင်ဒီ ဆောင်းသုံးလုံးပေါင်းခြင်းဖြစ်တယ်ဒီနှစ်လေးတစ်ဆိုပြီးတော့ဒီသုံးလုံးပေါင်းမှဆိုရင်ကျွန်တော်ဒါပေါင်းခြင်းခုနှစ်လို့ရရှိတာဖြစ်ပါတယ်ဒီဆောင်းမှာဆိုရင်ဒီဆောင်းသုံးလုံးပေါင်းခြင်းဒီပေါင်းခြင်းခုနှစ်နဲ့ပထမဆုံးဆိုင်မှာတွေ့သလိုဒုတိယဆိုင်မှာလည်းကျွန်တော်တို့ပေါင်းခြင်း6ဆိုပြီးတော့ဒီကဒီက6ထိပ်စီရ6ကလေးတန်း4နောက်ပဲရဆိုပြီးတော့3လုံးပေါင်းခြင်း 6ဆိုပြီးတော့ဒီမှာကစားထားတာကိုဒီဆိုင်မူရာကျွန်တော်နဲ့ယူထားတာဖြစ်ပါတယ်6 643လုံးပေါင်းရင်6ဆိုပြီးတော့ယူထားတာဖြစ်ပါတယ်ဒါမှမဟုတ်ယခုပွဲစဉ်အတွက်လည်းကျွန်တော်ယူတဲ့အခါမှာကျွန်တော်ယခုပွဲစဉ်အတွက်လည်းယူတဲ့အခါမှာဒီဇောင်း3လုံးပေါင်းခြင်းဒီ ဒီကိုထဲရဲ့ကိုခလေတန်ရဲ့ခုနောက်ပိတ်ကဲဆိုပြီးတော့သုံးလုံးပေါင်းခြင်း၅ချိုးကိုယူပြီးတော့ထုတ်တာဖြစ်တယ်မို့ဒီမှာကိုထိတ်ကြီးနဲ့ကိုဒိကိုခလေနဲ့ပေါင်းမယ်ဆိုရင်ကိုရဲ့ကိုရဲ့ပေါင်းမယ်ဆိုရင်ပေါင်းခြင်း၈ပေါင်းခြင်း၈ရဲ့ဒီနောက်ပိတ်ရဲ့ပေါင်းမယ်ဆိုရင်သုံးလုံးပေါင်းခြင်း၅ဖြစ်ဖို့ဆိုရင်9နောက်ပိတ်ကိုထည့်ပြီးတော့ကစားပေးမှဖြစ်ပါတယ်ဒါမို့ဒီဆိုင်မူရဆိုရင်9နောက်ပိတ်ဖြစ်ပါတယ် တော့ပရမအောင်ဆုံးထုတ်ရတဲ့နောက်ပိတ်ခုနှစ်ကြပုံဖြစ်ပါတယ်ဆက်လက်ပြီးတော့ကျွန်တော်နောက်ပိတ်ခုနှစ်ကြပုံကိုတော့စိုင်းမှုတစ်မျိုးနဲ့ဆက်ပြီးတော့ရှင်းပြပေးပါဦးမယ်ခင်ဗျာအခုပြပေးမယ့်စိုင်းမှုကတော့ကျွန်တော်ဒီနောက်ပိတ်သုံးလုံးပေါင်းခြင်းအချိုးညီနဲ့ပဲထုတ်ယူပေးမှာဖြစ်ပါတယ်ဒီနောက်ပိတ်သုံးလုံးပေါင်းခြင်းအချိုးညီထုတ်တဲ့အခါမှာလည်းဒီဒီတစ်ခွန်တစ်ပွဲစဉ်နောက်ပိတ်တည့်ရကျွန်တော်တစ်၃၆ပွဲစဉ်နောက်ပိတ်6ရဲ့ နှစ်တုံညာနှစ်ပွဲစဉ်ရဲ့နောက်ပိတ်နှစ်ရဲ့ဆိုပြီးတော့ကျွန်တော်သုံးလုံးပေါင်းယူတာဖြစ်ပါတယ်။သုံးလုံးပေါင်းယူတဲ့အခါမှာဒီတိတိချောင်းတိတိချောင်းနှစ်နောက်ပိတ်သုံးလုံးဖြစ်တဲ့တိချောင်းနှစ်သုံးလုံးပေါင်းခြင်းဒီကျွန်တော်ဒီမှာဆိုရင်ကိုးလို့ရရှိတာဖြစ်ပါတယ်။သုံးလုံးပေါင်းခြင်းကိုးချိုးနဲ့ဒီတိချောင်းနှစ်သုံးလုံးပေါင်းခြင်းကိုးချိုးနဲ့ဒါဒီမှာနှစ်နောက်ပိတ်ကိုကစားတာတွေ့ရှိမှာဖြစ်ပါတယ်။ ကျွန်တော်ဒီနှစ်နောက်ပိတ်ဒီကျွန်တော်သုံးလုံးပေါင်းချင်း6လုံးပေါင်းချင်း6ချိုးနဲ့နှစ်နောက်ပိတ်ကိုဒါ6ကိုပေါင်းချင်း6ချိုးနဲ့နှစ်နောက်ပိတ်ကိုကစားထားတာကိုတွေ့ရှိမှာဖြစ်ပါတယ်ဆက်လက်ပြီးတော့နောက်တစ်ပိတ်ကိုကြည့်တဲ့အခါမှာလည်းကျွန်တော်စမ်းမှုရကြည့်မယ်ဆိုရင်ဒီ6ရဲ့ဒီ6နောက်ပိတ်ရဲ့ဒီက1နောက်ပိတ်ရဲ့ကျွန်တော်ဒီဘက်က နှစ်နောက်ပဲရယ်ဆိုသုံးလုံးပေါင်းမယ်ဆိုရင်လေကျွန်တော်ဒီမှာ6တိနှစ်သုံးလုံးပေါင်းခြင်း6လို့ရရှိမှာဖြစ်ပါတယ်6တိနှစ်သုံးလုံးပေါင်းခြင်း6ချိုးနဲ့ဒီမှာနှစ်နောက်ပဲကိုကစားထားတွေ့ရှိမှာဖြစ်ပါတယ်ဒီက6နောက်ပဲရယ်10နောက်ပဲရယ်နှစ်နောက်ပဲရယ်သုံးလုံးပေါင်းခြင်း6ချိုးနဲ့နှစ်နောက်ပဲကစားထားတာကိုတွေ့ရှိမှာဖြစ်ပါတယ်ဒါမို့ယခုပွဲစဉ်အတွက်နောက်ပိတ်ကနန်းကိုလည်းကျွန်တော်ယူတဲ့အခါမှာ ကျွန်တော်ဒီကတင်းနောက်ပိတ်ရယ်ဒီကတင်းနောက်ပိတ်ရယ်ကျွန်တော်ဒီကခွန်နောက်ပိတ်ရယ်ဆိုပြီးတော့သုံးလုံးပေါင်းရတဲ့ခါမှာဒီတစ်တစ်ခွန်ဆိုပြီးတော့သုံးလုံးပေါင်းရင်ကိုချိုးနဲ့အဲခွန်နောက်ပိတ်ကိုကစားပေးရမှာဖြစ်ပါတယ်။နောက်မခွန်နောက်ပိတ်ကစားခြင်းဒီဒီကတစ်တစ်ခွန်သုံးလုံးပေါင်းရင်ကိုချိုးနဲ့ခွန်နောက်ပိတ်ကိုဒါဒီဆက်မှုရာကျွန်တော်နဲ့တွေ့ရှိတာဖြစ်ပါတယ်။ဒါမှမဟုတ်ယူပွဲစဉ်အတွက်ဆိုရင်လည်းခွန်နောက်ပိတ်ဒီ ဆိုင်းမှုနှမျိုးနဲ့ကန်းညီတာမျိုးကျွန်တော်အနေနဲ့ဒါထုတ်ပြပေးခြင်းဖြစ်ပါတယ်။ဒီခုဆိုရင်မိတ်ဆွေများကို ကျွန်တော်နဲ့ဒါထိတ်ကြီးစအလဲတိုင်းစနောက်ပိတ်စများကိုကျွန်တော်တွဲပြီးတော့ထပ်ပြီးရှင်းပြပေးပါဦးမယ်ခင်ဗျာ။ဟုတ်ကဲ့မိတ်ဆွေများကိုကျွန်တော်အနေနဲ့ဒါထိတ်ကြီးစအလဲတိုင်းစနောက်ပိတ်စဆိုပြီးစိုက်သုံးမျိုးနဲ့အကျဉ်း၂၀အတွက်3 D နဲ့ကစားဖို့ရာကျွန်တော်နဲ့ထုတ်ပြပေးတာဖြစ်ပါတယ်။ ဟောမိတ်ဆွေများအနေနဲ့လည်းကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုကျွန်တော်အားပေးတော့အပြင် like လေးပေးခဲ့ဖို့ကျွန်တော်နဲ့တောင်းဆိုပါတယ်ကိုမမလည်းကြိုက်မကြိုက်ကိုစိုက်မှုရကြိုက်မကြိုက်ဒီကနန်းလေးကိုဒါရေးပေးခဲ့လို့ရပါတယ်ကျွန်တော်ဒီ 3D တွေနဲ့ကျင်း20မြောက်အတွက်ဆိုရင်အခုထုတ်ပြတဲ့စိုက်မှုရကနန်းလေးကိုကျွန်တော်ရေးပြပေးပါမယ်ကျွန်တော်ပထမဆုံးပြရတဲ့ဒီဘက်ကထိတ်စည်းမှုရဆိုရင်ကျွန်တော်ဒါ6ထိတ်စည်းလို့ ကစားပေးရမှာဖြစ်ပါတယ်ကျွန်တော်ဒုတိယပြားကလည်းဒီအလဲတိုင်းစိုက်မှုရဆိုရင်စိုက်မှုနှမျိုးပြတဲ့စိုက်လဲတိုင်းဒီလဲခုနှစ်ကလေးတိုင်းလို့ရရှိတာဖြစ်ပါတယ်ကျွန်တော်ဒီနောက်နောက်ပိတ်နောက်ဆုံးပြားကလည်းနောက်ပိတ်စိုက်မှုမှာလဲကျွန်တော်ခုနှစ်နောက်ပိတ်လို့ရရှိတာဖြစ်ပါတယ်ဒါမို့ဒီစိုက်မှု၃မျိုးရထိစည်းစရဲ့အလဲတိုင်းစရဲ့နောက်ပိတ်စရဲ့ဆိုပြီးတော့ကျွန်တော်စိုက်မှု၃မျိုးနဲ့ ဒီမှာအပြီးပေါက်တကွက်ကောင်းအနေနဲ့ကျွန်တော်အကျိန်20အတွက်ဒါဒီ6ခွန်ခွန်ဆိုတဲ့ကဏ္ဍလေးကိုထုတ်ပေးလိုက်ပါတယ်။ဒါမိတ်ဆွေများကြိုက်နှစ်သက်မယ်လို့လည်းကျွန်တော်နဲ့ရေးစားပါတယ်။မိတ်ဆွေများကြိုက်တူမယ်ဆိုရင်ဒီဆိုင်မှုရကဏ္ဍလေးကိုလည်းထိုးလို့ရအောင်ကျွန်တော်အနေနဲ့ရှားဖွေမျှဝေပေးခြင်းဖြစ်ပါတယ်။ဒါမိတ်ဆွေအားလုံးအကျိန်20မြောက်မှာတိတိပေါတိကဏ္ဍရရှိကြပါလေစေလို့ဆုတောင်းပေးရင် နောက်နောက်ဗီဒီယိုမှာလည်းကြမ်းမာစွာဖြင့်ပြန်ဆုံကြပါအောင်သို့ခင်ဗျာ